ပရိသတ်တွေရဲ့ချစ်တော်မေထက်လူဦးစစောနဲ့အမျိုးမျိုးနာမည်ထွက်ခဲ့တဲ့မေထက်လူကတော့ဒါစီကိန်းမဝင်ပြိုင်ဖို့တော့မြန်မာနိုင်ငံရဲ့၄၀အသင်းနဲ့ပူးပေါင်းဖို့တော့ထိုင်းနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်ဗျာ။ မိထက်လူကတကယ်ကိုလည်းစိတ်မကောင်းဘူးပေါ့ဗျာဒါဥစော်နေနာမီထွက်ခဲ့တယ်ပေါ့နော်နာမီထွက်တယ်ဆိုတာကတည်င်းရှောက်ဖြန့်ကြရပါပဲဖြစ်ပါလိမ့်မယ်ဟိုအရင်တော့ကသူအမေရိကန်ကိုပြန်သွားတော့ကပေါ့ဗျာဒါသူ့မိနေဖေကဥစော်နေနာမီထွက်လို့သူသမီးလည်းနာမီကအရန်နော်ဒီထက်ဒီမြန်မာနိုင်ငံမှာသာဘလုံးစက်ကန်ရင် အေးဒီနာမည်ကပိုပြတ်မှာဆိုလို့နိုင်ငံခြားကိုအပိတိုင်လွှတ်လိုက်ပြီးပါကြရေးချတယ်ပေါ့နော်။ဟောပြီးတဲ့ကကြတော့ဘယ်လိုပြောရမလဲမိထက်လူကသက်သက်လုံးဒီမှာပြန်မလာတော့ဘူး။အမှပဲနေတော့မယ်။မြန်မာ၄၀အသင်းကလေးနှုတ်ထွက်လိုက်ပြီးပါကြရေးသားချပဲမယ်လေ။အဲ့ဒီကောလာဟာလာတွေကိုတစ်ချက်တည်းနဲ့ပွဲသိမ်းပြလိုက်အောင်ဒီကနေ့မှာတော့ဒါစီကိန်းပြိုင်ပွဲအတွက်မေထက်လူကလာရောက်ပူပေါင်းလိုက်ပြီပဲဖြစ်ပါရဲ့ဗျာတကယ်တော့မအားရဖို့ကောင်းတယ်တိုက်စစ်မှုမေထက်လူပါလာပြီเนาะ သူရဲ့အောင်မြင်ဆုံးအချိန်မှာနိုင်ငံခြားကိုအပိတန်ထွက်သွားပြီလို့ထင်ခဲ့ကြပေမဲ့ခုချိန်မှာပြန်လာလို့နိုင်ငံလုံးကဝမ်းသာနေကြပြီ။ Sea Games ပြိုင်ပွဲအတော့တိုက်စစ်မှုမထက်လူမှာမြန်မာလေးစေအမျိုးသမီးအသင်းနဲ့လာရောက်ပူပေါင်းပြီးဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကမနေ့ကကြေညာလိုက်တယ်။တိုက်စစ်မှုမထက်လူကယမန်နေ့ကအမေရိကန်နိုင်ငံမှာသင့်ထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပြီးဖြစ်ပြီးအသင်းနဲ့အတူပူပေါင်းခြင်းဖြစ်ပါတယ်။မြန်မာလေးစေအမျိုးသမီးအသင်းဟာယမန်နေ့နိုင်ငံပိုင်းကရန်ကုန်လေးစိတ်မှာသင့်ထိုင်းနိုင်ငံကိုထွက်ခွာခဲ့ရညနေပိုင်းမှာအသင်းသဲခိုရာ ချွန်ဘူရီမြို့ကိုဒါရောက်ရှိသွားပြီဖြစ်ကြောင်းကြားသိရပါတယ်။စီကိန်းပြိုင်ပွဲအတွက်မြန်မာအမျိုးသမီးအသင်းဟာအိုဆုခမာဘီနဲဖိလစ်ပိုင်မလေးရှားတင်တို့နဲ့အတူချဲ့ရောက်နေပါတယ်။33ချိန်မြောက်စီကိန်းပြိုင်ပွဲအတွက်အမျိုးသမီးဘောလုံးပွဲစများကိုထိုင်းနိုင်ငံချွန်ဘူရီမြို့မှာဒီဇင်ဘာအစောပိုင်းမှာကျင်းပသွားမှာဖြစ်ကြောင်းဒါဘောလုံးပွဲချုပ်ကအာဒီလင်းကိုကြေညာထားပြီဖြစ်ပါတယ်။